Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Google ကကြီးထွားလာတဲ့ AI လိုအပ်ချက်အတွက်ပိတ်ထားတဲ့ nuclear စက်ရုံတွေကိုပြန်လည်အသုံးပြုမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Google ဟာ၎င်းရဲ့ကြီးထွားလာနေတဲ့ AI နဲ့ Cloud လုပ်ငန်းစဉ်တွေအတွက်လိုအပ်တဲ့စွမ်းအင်တွေရရှိနိုင်ဖို့ Iowa ပြည်နယ်မှာရှိတဲ့ American Nuclear စက်ရုံတစ်ရုံကိုပြန်လည်စတင်လည်ပတ်ဖို့စီစဉ်နေတယ်လို့လည်းသိရပါဗျ။ Google ဟာလျှက်စစ်ဆန်ရင်ကုမ္ပဏီ Next Data Energy နဲ့လက်တွဲပြီး2020ပြည့်နှစ်ကလေးကပိတ်ထားခဲ့တဲ့ Dunay Arno Energy Center ကိုပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ်။ဒီဆက်ယုံကို2029ခုနှစ်မှာပြန်လည်စတင်မှာဖြစ်ပြီး Google ကလည်းအဲဒီဆက်ယုံကနေ ထွက်ရှိလာတဲ့စွဲအင်တွေကိုဝယ်ယူဖို့အတွက်25နှစ်ချာသဘောတူစာချုပ်ကိုချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒီလိုမျိုးနျူကလ িয়ার စက်ရုံကို AI အတွက်ပြန်လည်အသုံးပြုဖို့စီစဉ်တာဟာကုကဲတစ်ခုတည်းမဟုတ်ပါဘူး။လွန်ခဲ့တဲ့တနှစ်ကျော်က Microsoft ကလည်း Pennsylvania ပြည်နယ်ကသွေးမိုင် AI စက်ရုံကို ပြန်လည်စတင်ဖို့ကြေညာခဲ့ပါတယ်။ Microsoft ဟာ Consolidation Company နဲ့နှစ်20စွမ်းအင်ဝေယူရေးသဘောတူချက်ကို ချုပ်ဆိုခဲ့ပြီး2019ခုနှစ်ကလေးကစီးပွားရေးအရာအကျိုးမျက်မရှိလို့ပိတ်ထားခဲ့တဲ့အဲ့ဒီစက်ရုံကိုပြန်လည်လည်ပတ်စီမှာဖြစ်ပါတယ်။နီးပညာကုမ္ပဏီကြီးတွေနျူကလ িয়ার စွမ်းအင်ကို အခုလိုပြန်လည်အသုံးပြုလာရတဲ့အဓိကအကြောင်းကတော့2025ခုနှစ်မှာညာရီတူ AI ကြောင့်စွမ်းအင်လိုအပ်ချက်တွေအဆမတန်မြင့်တက်နေတာကြောင့်ပဲဖြစ်ပါတယ်။ နိုင်ငံတကာစွမ်းအင်အေဂျင်စီ IEA ကပြီးခဲ့တဲ့ဧပြီလမှာ2030ပြည့်နှစ်ရောက်ရင် data center တွေရဲ့လျှက်စစ်သုံးစွဲမှုဟာလက်ရှိတဲ့နှစ်ဆကျော်တဲ့အထိတိုးတက်လာမယ်လို့လည်းခန့်မှန်းထားပါတယ်။ 2024မှာတော့ data center တွေကကမ္ဘာလုံးဆိုင်ရာလျှက်စွတ်သုံးစွဲမှုစုစုပေါင်းရင်1.5မှ900ခန့်ကိုအသုံးပြုနေခဲ့တာပါ။ Google ကတော့ nuclear စွမ်းအင်ကိုကာမိုကင်းစင်နဲ့ power ရင်းမြဲဖြစ်ချီကျူးခဲ့ပါတယ်။ Google ရဲ့ဥက္ကဋ္ဌ Ruud Bohat ကဒီပူးပေါင်းဆောင်ရွက်မှုဟာ AI မောင်းနေနဲ့စီးပွားရေးအတွက်တန့်ရှင်းပြီးယုံကြည်စိတ်ချရတဲ့ power တိဆောက်မှုရဲ့စံပြပုံစံဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ ဒါအပြင် Google ဟာ Elementor Power ဆိုတဲ့ကုမ္ပဏီနဲ့ပူးပေါင်းပြီးအခြားအဆင့်မြင့်နျူကလ িয়ার ဓာတ်ပေါင်းဖို့တုံးခုလည်းအမေရိကန်မှာတိစောက်ဖို့လုပ်နေတယ်လို့သိရပါတယ်ရှင်။နားဆင်ပေးကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။ Tomorrow's Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။